ဒီ page က copyright straight တုံးကျင်တီဗီ page quality အနေနဲ့ဖြစ်ပြီး rich englishman ကြပြီးမှ subs ရာ page တစ်ခုဖြစ်တဲ့ကျွန်တော်ဘက်ကပြပြလိုက်တဲ့အချိန်မှာလုံးဝစဉ်းစားခဲ့ပြီးဒီ page owner မတိနားမလဲပဲနဲ့ TikTok က video သုံးပေါ်လောက် download ဆက်ပြီးတင်လိုက်တယ်ပြီးလို့ရှိရင်သူ page မှာတင်တဲ့ content နဲ့ related ရှိတဲ့အခြား group ကအခြား whatsapp ကတက်ပုံကြီး သုံးလေးပုံတော့ download ဆွဲပြီးမှတင်လိုက်တယ်။တေချာ edit မလုပ်ဘဲတင်လိုက်တဲ့အတွက်ကြောင့်မို့ page မှာ valuation ဖြစ်ပြီး reuse content ဖြစ်ပြီးမှ straight လေးတွေထည့်ပြီးအနီးအောင်ဖြစ်ပြီး rich englishman ကြားပါခဲ့တာပေါ့နော်။အကယ်လို့ကျွန်တော်တို့အနေနဲ့ဒီ copy တက်ပုံတွေ copy video တွေတင်မယ်ဆိုရင် corporate looking အောင်တေချာလေး edit လုပ်ပြီးမှတင်လို့ရှိရင်တော့ရတယ်။ တေချာ edit မလုပ်ရင်တော့မရပါဘူးခင်ဗျာเนาะဒီအတက်နိုင်ဆုံးတော့ original content လေးတွေကိုယ်တိုင် fan တီးတဲ့တပ်ပွန်လေးတွေတင်ပြီးသွားမှဆိုရင်အဆင်ပြေတယ်ဒီ option နဲ့ပတ်သက်ပြီး page owner ကိုလည်းအားလုံးပြပြရှင်းပြပေးတဲ့အတွက်ကြောင့်မို့ page owner လည်းနားလေသဘောပေါက်ပြီးကျွန်တော်ပြောတဲ့တိုင်းလိုက်နိုင်ပြီးတင်တဲ့အတွက်ကြောင့်မို့ page ရဲ့ performance ကတိတိတသားကောင်းလာဖြစ်ပါပြီယုံကြည်ပြီး subscribe အတွက်အထူးကိုကျေးဇူးတင်ပါတယ်